ဆက်ရောနိုင်ရောတော့မရောနိုင်ငါနေ့ရဲစခန်းနဲ့ခိုင်းထဲမှာတော့ပြောပြီးသားကျွန်မဘုဆက်ဘစ်ကမားကလေးလည်းနေမကောင်းလို့စိတ်ကိုနေရတာလာမပြောနဲ့နင်တို့ဟာဒီထားလေလာမပြောငါတို့အုံတော်ထဲမှာလာရရှိဘူးငါဆက်ရပစ္စည်းခိုးရတယ်မှာလာပြန်လို့ရှင်နေတာပဲဆက်မကြည့်ဘူးထဲလေထဲထဲမှာဟေးလောက်ပါအနည်းလောက်ရင်ရွေးမှုနဲ့လာပြီးတော့ပိုင်းကျင်မှာငါတို့ဆက်လောက်လောက်ရကျွန်မဆက်အဲ့ခန်းတော့ခက်လာ you get ိုးနေရဲ့ကျိုးနေရဲ့အမြန်ဆုံးရဲထံကိုလွှဲအပ်ရပါမယ်တဲ့ရဲစီကိုမအပ်ဖ ೇನೆ ကို့ဟာကိုဆက်ပြီးတော့မှထိမ့်သိမ်းထားတယ်ဆိုလို့ရှိရင်တဲ့အမှန်မဲ့အဖမ်းလို့ဖြစ်ပြီးတော့မှတဲ့ကြက်မှုအဖြစ်ယူဆနိုင်ပါလေတဲ့ဟော နောက်တစ်ခါပုံမှန်3နှစ်6ကအန်ဒီယန်ရှိတဲ့လက်နက်ကိုအသုံးပြု၍ဒဏ်ရာရအောင်ပြုလုပ်ခြင်းနဲ့အများဆုံးထောင်ဒဏ်10နှစ်နဲ့အချို့အမှုတွေမှာတည်တံအထိရှိနိုင်ပါတယ်တဲ့ဟောသူ့ဟာသူစီရင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အလွန်ကိုအမားဖြစ်တဲ့ဖြစ်ရမျိုးဖြစ်သွားပါတယ်ဘာမှမဖြစ်ရဘာမှမဖြစ်ပေမယ့်နောက်လေတကြွနဲ့သူတွေနဲ့ဂျားရီကနေမခံနိုင်တဲ့သူတွေကစတဲ့ပြင်ဝင်ပြီးတော့မှအာခုနလိုပေါ့ဒီအာတွေနဲ့ဆွဲပြီးတော့မှတရားဆဲဆိုရဲဆိုလို့ရှိရင်ကိုကနှင်းလဲနှင်းလာသေးတယ်ထက်စင်ပြန်ပြီးတော့မှနှင်းလာမှုတွေဖြစ်နေအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့ပစ္စည်းခိုးတယ်ဆွဆွဲပြီးအမျိုးသမီးနဲ့ကလေးငယ်ကိုလမ်းဘေးတက်တိုင်ကျူးတုပ်ခဲ့တဲ့ဆိုင်ရှင်ရဲ့လုံရက်နဲ့ပတ်သက်ပြီးဒေါ်အယ်မွန်တင်းကပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာ။ကဲဒီနေ့အတွက် Facebook မှာပေါ့ issue လေးပေါ့နော်။ကျွန်တော်တို့ကလေးလေးနဲ့ဆိုင်မှာပစ္စည်းဝင်ခိုးတဲ့ကကြတော့ဆိုင်ရှင်ကနေပြီးတော့မှကျူးတုပ်ပြီးတော့မှရိုက်တဲ့ video file ကိုတက်လာတဲ့ကကြတော့ ဆိုင်ရှင်ဘက်ကိုပြောတဲ့တွေ့လည်းရှိတယ်အဲဒီနင်းနာအကလီနေပေါ့လေကလီကလီနေဒီခိုးတဲ့သူဘက်ကနေပြီးတော့မှအာကွန်မဲတူလေးလည်းရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေ့ရတယ်ပေါ့အဲ့တော့ကျွန်တော်ကတော့ဒီအဲ့တော့လည်းနှစ်ဖွဲတစ်ခါဖြစ်ကြပြန်ရောပေါ့နော်ကလီဘက်ရဲ့ဆိုင်ရှင်ဘက်ရဲ့တခွေနှစ်ခွေတခါဖြစ်ကြပြန်အောင်တခုကလည်းတချို့ကလည်းတခုအားပေးတယ်ပေါ့တချို့ကလည်းအဲဆိုင်ရှင်ကိုစိုးတယ်ပေါ့နော်ဒီလိုမျိုးလေးတွေဖြစ်တာပေါ့ဒါအဲ့တော့သဘောထားကွဲလွဲလို့ရပါတယ် ဲ့တော့ကျွန်မကတော့ဘာပြောချင်လဲဆိုတော့ရှုထောင့်လေးတစ်ခုအနေနဲ့ပြောချင်တယ်เนาะဒီဘယ်သူမှန်းနေဘယ်သူမှားနေဆိုတာထက်ကျွန်မတော့နောက်ထပ်ရှုထောင့်လေးတစ်ခုအနေနဲ့ပြောချင်တယ်ဘာဖြစ်လို့ကျွန်မတို့တွေကကိစ္စရဲ့တစ်ခုမှာအာသူ့အလွန်ကိုအမှားမဖြစ်ရအောင်လို့ပြီးတော့ကျွန်မရှုထောင့်လေးတစ်ခုအနေနဲ့ပြောချင်တယ်เนาะဘာဖြစ်လို့ဥပဒေကြောင်းအရာလေးတွေတည်ထားဖို့လိုတယ်ဒါမှသာမင်းကျွန်မတို့ကဆောင်းရမ်းရှောင်းရမ်း လေးကိုတင်နိုင်မယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ကျမဒီလိုပြောလဲဆိုတော့နေရဆရာမကြီးလောက်တာလားလို့လည်းပြောကြအောင်မယ်ပြောလဲပြောပဲဘာဖြစ်လို့လဲဆိုတော့အမတိလို့တာရဲ့ဒီလိုကိစ္စမျိုးဖြစ်တာပေါ့နော်တိရဆိုရင်ဒီလိုကိစ္စမျိုးမဖြစ်ဘူးပေါ့အခုမတိနိုင်လို့တာရဲ့ဒီလိုကိစ္စမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမကြီးလောက်တယ်ဆိုလို့ဆရာမကြီးလောက်တယ်လို့တာမှတ်လိုက်ပါနော်အဲ့တော့ကျမတို့ကအဲမြန်မာပြည်မှာပြဋ္ဌာန်းထားတဲ့ပြည်မှုဆိုင်ရာဥပဒေပုံမှားလေးဒါလေးတွေလေးရနေပြီးတော့ဒါနဲ့သက်ဆိုင်တဲ့ဥပဒေပုံမှားလေးကိုသိဖို့လိုတာပေါ့နော်ကျမတို့တွေဒီလိုမျိုးတွေဖြစ်စဉ်ဖြစ်ရပ်ဖြစ်လို့ရှိရင်ကိုယ်တိုင်အဖမ်းပြုလုပ်ခြင်းပေါ့နော်အဲ့တော့ပြည်မှုကျူးလွန်တဲ့သူတအိုးတဲ့ပြည်မှုဆိုင် င်ရာဥပဒေပုံမှန်59 60ကြီးရာအနည်းနာမှရှိတဲ့သူကဖမ်းလို့ရပါလေတဲ့နော်ဆိုတော့ဖမ်းလို့ရတယ်အခုခိုးတယ်၊ကပိုင်းလိုက်တယ်စသဖြင့်မကျွန်တော်တို့ကဖမ်းလို့ရတယ်။ဖမ်းပုံမှန်တွေတော့ရှုပ်သွားမှာတော့မသိဘူးเนาะပြောလို့ရှိရင်ကျွန်မနည်းနည်းလေးနားလည်လွယ်အောင်ပဲပြောလိုက်တာပေါ့။အဲ့တော့ဖမ်းလို့ရပါလေ။ဒါပေမဲ့ဖမ်းပြီးတဲ့နောက်မှာတော့ကိုယ်တိုင်စီရင်ပိုင်ခွင့်မရှိဘူး။ เนาะကိုတိုင်းကျမတို့ကဒီလိုဆုံးမတာလို့ကိုတိုင်းရိုက်လက်တာလို့စသဖြင့်ပေါ့เนาะဒီလိုမျိုးကိုတိုင်းစီရင်ပိုင်ခွင့်မရှိဘဲနဲ့ကိုကိုတိုင်းအမှုကိုဆက်မသွားဘဲနဲ့အမြန်ဆုံးရဲထံကိုလွှဲအပ်ရပါမယ်တဲ့ရဲစီကိုမအပ်ဘဲနဲ့ကို့ဟာကိုဆက်ပြီးတော့မှထိမ့်သိမ်းထားတယ်ဆိုလို့ရှိရင်တဲ့အမှန်မဲ့အဖမ်းလို့ဖြစ်ပြီးတော့မှတဲ့ပြစ်မှုအဖြစ်ယူဆနိုင်ပါလေတဲ့ဟောကိုကကိုကနှစ်နာသူဖမ်းလိုက်တယ်ခုနကလိုမျိုးပေါ့ဟိုသက်ဆိုင်ရာကိုမအပ်ဘဲနဲ့ ကိုကဖမ်းထားပြီးတော့မှအဲဆက်ပြီးတော့မှကိုကစီရင်မယ်ဆိုလို့ရှိရင်တဲ့ကိုကဆက်ပြီးတော့မှထိမ့်သိမ်းထားမယ်ဆိုလို့ရှိရင်အမှန်မဲ့အဖမ်းဆိုပြီးတော့မှဖြစ်ပြီးတော့မှတဲ့ဒါညီစုံပါလေနော်နောက်တစ်ခါကိုတိုင်းရိုက်နှက်ချင်းစုံမာတာပေါ့တခိုးပဲဖြစ်ဖြစ်ခပိုင်းနိုင်ပဲဖြစ်ဖြစ်ကျမတို့ညာကိုကိုဟာကိုတခိုးမိလို့ဆိုရိုက်ချလိုက်မယ်ခပိုင်းနိုင်မိလို့ဆိုရိုက်ချလိုက်မယ်ဆိုရင်တဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှားတဲ့3 3 3 5 3 6တို့ရဲ့အောက်မှာပြစ်ထန်ရှိပါလေတဲ့3 3ကတာမန်ရိုက်နှက်ချင်းတဲ့နော်ထောင်ဒဏ်နဲ့ငွေဒဏ်နဲ့နော်ဒဏ်ငွေတဲ့ ၃နှစ်ကထိခိုက်ဒဏ်ရာကြည့်အောင်ရိုက်နှက်ခြင်းနဲ့အများဆုံး1000နှစ်နဲ့ဒဏ်ဝင်တဲ့နော်နောက်တစ်ခါပုံမှန်၃နှစ်၆ကအန္တရာယ်ရှိတဲ့လက်နက်ကိုအသုံးပြု၍ဒဏ်ရာရအောင်ပြုလုပ်ခြင်းနဲ့အများဆုံး1000ဒဏ်10နှစ်နဲ့အချို့အမှုတွေမှာတည်ရန်အထိရှိနိုင်ပါလေတဲ့ဟောကဲ နော်ဒါလေးတွေသိဖို့လိုအပ်တယ်ကျွန်တော်တို့ကနင့်လာတဲ့သူနော်အခိုးခံရတဲ့သူဒါပေမဲ့စိတ်လိုက်မှန်မှာအရာရိုက်နှက်လိုက်မယ်စိတ်လိုက်မှန်မှာအရာကျွန်တော်တို့တွေကအာလုံးလိုက်မယ်ဆိုလို့ရှိလို့ရှိရင်ကိုကနင့်လာလို့အာဖြစ်ပေမယ့်ကိုကလုံးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုကကိုသူကခိုးတာတက်တက်ကိုကလုတ်တာတက်တက်ဒီလိုဖြစ်သွားမယ်ဒါလေးတွေသိဖို့လိုတယ်နော်အဲ့တော့နောက်တစ်ခါနံပါတ်3ကဗီဒီယိုရိုက်ထုတ်ခြင်းနဲ့လူသိအောင်ဖော်ပြခြင်းနဲ့တခိုးဖြစ်သူကိုဖြစ်စင်းနဲ့ကပိုင်းလိုက်ကိုပဲဖြစ်စေစသဖြင့်ဗီဒီယိုရိုက်ပြီးတော့မှတဲ့လူတိလူသိအောင်တင်ခြင်းဆိုတာလေတဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှန်900နဲ့ နော်ပုံမှန်66ဂါကြီးအောင်မှာပြစ်မှုဖြစ်နိုင်ပါလေတဲ့နော်ဆိုတော့ပုံမှန်900ဆိုတာကတဲ့အချားသူကိုညစ်ပတ်အောင်ပြုလုပ်ခြင်းတဲ့အများဆုံးထောင်တန်း2နှစ်နဲ့ဒဏ်ဝင်တဲ့နော်66ဂါကြီးကတော့ online မှာတစ်စိမ်ညစ်ပတ်အောင်ပြုလုပ်ခြင်းအများဆုံးထောင်တန်း3နှစ်နဲ့ဒဏ်ဝင်တဲ့ကဲနော်ဆိုတော့အဲဒါလေးတွေကိုတိဖို့လိုတာပေါ့နော်ဒါလေးတွေကိုတိဖို့လိုတာပေါ့အဲ့တော့ဟိုဘယ်လိုခေါ်မလဲခိုးတယ်အရိုက်ခံရတယ် တခိုးကအရိုက်ခံရတယ်ဆိုအဲ့တခိုးသုံးမဟုတ်တခိုးရဲ့မိသားစုဝင်တွေကသူ့ကိုရိုက်တဲ့သူကိုပြန်ပြီးတော့မှတဲ့တရားစွဲဆိုနိုင်ပါလေကဲနော်အဲ့တော့ပုံမှန်ဥပဒေတရားဟိုမှာ ခုနှစ်နှစ်တည်းရောသုံးနှစ်တည်းရောဟုတ်တယ်နော်ကျွန်မခုနပြောသလိုတက်တက်တကျွန်းနေထီအောင်ပါလေအဲ့တော့ကျွန်မတို့တွေကတစ်ခါတည်းကြာရင်ဥပဒေနဲ့ကနည်းနည်းလေးကျွန်မတို့တွေကလန်လန်မမီကြဘူးဝေးကြတယ်ပေါ့အဲ့တော့ကျွန်မတို့ကသခိုးမိတယ်ခိုးရမလားဆိုရိုက်ကြတယ်ခပိုင်းလိုက်မိတယ်နှိုက်ရပါမလားဆိုပြီးကျွန်မတို့ကရိုက်နှက်လိုက်ကြတယ်ပေါ့နော်အဲဆိုတော့အိုဘက်ကတော့သခိုးတို့ခပိုင်းလိုက်တို့ဆိုတာမူလနဲ့ကအားနေတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့တို့ကတော့ပြန်ပြီးတော့မှဒီဥပဒေကြောင့်နေမတိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်မတို့ဒီလိုနဲ့ပဲခံနေရတာနှစ်ပေါင်းများစွာပေါ့နော်ဒါပေမဲ့ ဟိုအခုခေတ်ကကြာတော့ social media ခေတ်မှာအကုန်လုံးပွင့်လန်းလာတဲ့ social media မှာ video တင်လိုက်တယ်ဆိုရင်လူပေါင်းစုံစင်တန်းပေါင်းစုံအလှပေါင်းစုံပညာစင်တန်းပေါင်းစုံစတဲ့ခင်ဒီလိုလူတွေရဲ့တုံ့တက်ချက်တွေနဲ့ဖြစ်လာတယ်ဆိုလို့ရှိရင်ကိုကသူ့အလွန်ကိုအမှားဖြစ်သွားမှာဆိုလို့ကျွန်တော်တို့တွေကဒါအခုဒီဖြစ်စဉ်ဖြစ်ရလေးကိုနမူနာယူပြီးတော့မှအခုဆိုရင်ဒါ sanction ကတော့ဒါမူလပထမကသူကနှစ်နာသူပေါ့နော်သူ့သူ့ပစ္စည်းခိုးခံတာကသူကနှစ်နာသူနှစ်နာသူကနေမှသူကဖမ်းဆီးလိုက်တယ်ဒီအထိလက်ခံလို့ရတယ်ဒီအထိလဲသူဒီနှစ်နာသူပဲဒါပေမဲ့အဲ့ဒီကနေတစ်ဆင့်မှသူ့ဟာသူစီရင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အလွန်ကိုအမှားဖြစ်တဲ့ဖြစ် ရမျိုးဖြစ်သွားပါတယ်။ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမဲ့နားလေတက်ကြွတဲ့သူတွေနဲ့ဈာရီကနေမခံနိုင်တဲ့သူတွေကစတဲ့ဖြင့်ဝင်ပြီးတော့မှအာခုနလိုပေါ့ဒီယာရီနဲ့ဆွဲပြီးတော့မှဒီအားဆွဲဆိုရဲဆိုလို့ရှိရင်ကိုကနှင်းလဲနှင်းလာသေးတယ်။ထက်စင်ပြန်ပြီးတော့မှနှင်းလာမှုတွေဖြစ်နေ။အဲ့တော့နောက်ဆိုရင်ဆောင်းရံရှောင်းရံလေးတွေတိရအောင်လို့မလို့တိလို့ကျွလွန်လိုက်တာလားဆိုတော့တိလို့မဟုတ်ဒေါသအရောက်ပေါ့စိတ်ဆိုးတာပေါ့နော်။ဆိုတော့စိတ်ဆိုးတာပေါ့ကျွန်မကတော့တကူအားပေးတာလည်းမဟုတ်ဘူး။ဆိုင်းရှင်ကိုမှန်နေမှားတယ်လို့သုံးသပ်တာလည်းမဟုတ်ဘူး။ကျွန်မတို့တွေနောက်တစ်ခါဒီလိုဖြစ်စဉ်ဖြစ်ရမျိုးတွေမိမိကိုယ်တိုင်ကြုံတွေ့လာခဲ့လို့ရှိရင်ဆောင်းရံရှောင်းရံနဲ့ညီတို့ ့မြေပုံလုံးရမယ်ဆိုတာကိုစဉ်းစားနိုင်အောင်လို့ရှင်းပြခြင်းဖြစ်တယ်နော်ဒါလေးကိုအဲ့တော့ကျမတို့တွေကဒီလိုမျိုးကိုခိုးတယ်ဖွက်တယ်မိတယ်အဲကပိုက်လိုက်တယ်မိတယ်အဲစသဖြင့်မဒီလိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်နံပါတ်1သက်ဆိုင်ရာအမြန်ဆုံးဆက်သွယ်ပြီးတော့မှသက်ဆိုင်ရာလက်ကိုအပ်ပြီးတော့မှ သူရဲ့ပြည်မှုပြည်တိုင်းကပဲသက်ဆိုင်ရာကစီမံပိုင်ခွင့်ကိုအမြင်မှာမဟုတ်လို့ကိုကိုတိုင်းစီမံလိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးဥပဒေပုံမှန်တွေနဲ့ညှိစောနိုင်တယ်ဆိုတာလေးကိုတယောက်ချင်းစီသိဖို့လိုတယ်နော်ဒါလေးလေးအဲ့တော့ဘာဖြစ်လို့ကျွန်မပြောပြရလဲဆိုလို့ရှိရင်ဒီလိုမျိုးမတိလိုက်လို့ဒီလိုမျိုးကျွလွန်မိတာပေါ့အဲ့တော့နောက်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 ကိုကဒီလိုမျိုးကိုစီမံညဖြစ်လာခဲ့ပြီးရှိတော့ကိုကမတိလိုက်လို့ကျွလွန်သူမဖြစ်သွားအောင်လို့သူ့အလွန်ကိုအမားမဖြစ်အောင်လို့ကျွန်မကဒါလေးကိုပြောပြခြင်းဖြစ်ပါတယ်ဆရာလို့ဒါလည်းမဟုတ်ပါဘူးနော်ကျေးဇူးအများကြီးတမရင် ပစ္စည်းခိုးတဲ့ဆွဆွဲပြီးအမျိုးသမီးနဲ့ကလေးငယ်ကိုလမ်းဘေးတက်တိုင်ကျိုးတုပ်ခဲ့တဲ့ဆိုင်ရှင်ရဲ့လှုပ်ရက်ဝေဖန်ခံနေရရန်ကုန်လှိုင်သာယာမြို့မှာစတိုးဆိုင်တွေကိုဝင်ခိုးတဲ့ဆိုတဲ့တာမီနှစ်ဦးကိုဆိုင်ရှင်ကဖမ်းဆီးပြီးကျိုးတုပ်ထားတဲ့ဗီဒီယိုဖိုင်လူမှုကွန်ရက်မှာထွက်ပေါ်လာပြီးတဲ့နောက်ဆိုင်ရှင်ရဲ့လှုပ်ရက်အပေါ်ဝေဖန်နေကြပါတယ် တက်လက်ပိုင်းမျိုးသမီးနဲ့အသက်၃နှစ်ခန့်အရွယ်ကလေးငယ်တဦးတို့ကိုဆိုင်းရှင်မျိုးသမီးကသူ့ဝန်ထမ်းတွေကိုလမ်းပေးတက်တိုင်ကိုကျိုးတုပ်စေခဲ့ပြီးကျိုးမတုပ်ခင်မှာလည်းကလေးငယ်ကိုဖတ်ထားတဲ့အမျိုးသမီးကိုဆိုင်းရှင်ကရိုက်နှက်ခဲ့ပါတယ်။အဲ့ဒီဗီဒီယိုဖိုင်ဟာဒီနေ့လူမှုကွန်ရက်မှာပြန့်နှံ့နေတာဖြစ်ပါတယ်။ ကလေးကိုအကြောင်းပြပြီးလိုက်ခိုးနေတယ်လို့ဆိုင်ရှင်ကပြောပြီးရိုက်နှက်နေတာကိုတွေ့ရပါတယ်ခိုးထားတာတွေကိုပြန်ရောပေးဖို့နဲ့မလျှော်ပေးရင်ရဲလက်အပ်မယ်လို့ပြောဆိုပြီးရိုက်နှက်နေတာတွေ့ရပါတယ်ပစ္စည်းတွေခိုးယူတယ်လို့ဆွဆွဲခံရတဲ့အမျိုးသမီးရင်ခွင်တဲကကလေးငယ်ဖြစ်သူကိုလည်းဆွဲဖယ်ဖို့ဆိုင်ရှင်ကသူ့ဝန်ထမ်းတွေကိုပြောဆိုခဲ့ပြီးဝန်ထမ်းတအူးကဆွဲဖယ်ဖို့ကြိုးပမ်းနေတာတွေ့ရပါတယ်ကလေးကိုစေကူဖို့ငွေလိုလိုခိုးယူမိတာလို့ဆွဆွဲခံရတဲ့အမျိုးသမီးကငိုယိုပြောနေပြီး ဲ့ဒီအကြောင်းကိုစိတ်မဝင်စားကြောင်းနဲ့ပြန်ရုပ်ဖို့ဆိုင်ရှင်ကပြန်ပြောနေတာတွေ့ရပါတယ်ခိုးယူတယ်လို့ဆွဆွဲခံရတဲ့အမျိုးသမီးနဲ့ကလေးငယ်ကိုတွဲပြီးကျူးတုတ်ထားတဲ့အထိဖြစ်ခဲ့တာကြောင့်လူမှုကွန်ရက်သုံးဆွဲသူတွေကဆိုင်ရှင်ကိုဝေဖန်နေကြပါတယ်ဆိုင်ရှင်မျိုးသမီးကိုဝေဖန်နေသူတွေကခိုးယူတယ်လို့ဆွဆွဲခံရသူကိုဥပဒေအရသာဖြည့်ဆင်းတင်ပြီးကလေးငယ်ရှိမှကိုထိလက်ရောက်မရိုက်နှက်တင်ကြောင်းထောက်ပြကြပါတယ်ကလေးငယ်ကို ရေနွေးနဲ့လောင်းမယ်လို့ဆိုင်ရှယ်မျိုးသမီးရဲ့ချင်းချောက်ပြောဆိုမှုကိုလည်းအပြင်းထန်ဝေဖန်နေကြပြီးကလေးငယ်ကိုပါကြိုးတုပ်ခဲ့တဲ့ဆိုင်ရှယ်မျိုးသမီးကိုဖမ်းဆီးအေးအေးယူလဲတိုက်တွန်းနေကြပါတယ်